ပြေပါပါရှိတယ်ဒီအကြံဘက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပြပန်းသပိန်နဲ့အင်ဂျီပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်သူကလို့လှုပ်ဆော်တယ်အဲ့တော့သူကဈေးအောင်ရင်လည်းပန်းလေးပတ်ပြီးဈေးအောင်ဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့ပြီးသွားရင်အကိုကပန်းပန်လေဆိုရင်လည်းအဲ့ဒီပန်းလေးကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ Social Media မှာတင်ပေးဖို့လှုပ်ဆော်နေတယ်အကြောင်းကြီးအပြောင်းတက်ပြတယ်ဘုံပြင်းရတယ်တောင်းပုံရတယ်အကြောင်းကိုပြတယ်ဒါဟာပါလဲဆိုတော့ပြည်သူတွေကစစ်ကိုတောက်အောင်စစ်ကိုမလိုလောက်အောင်လုပ်ပြတယ် ဟယ်လိုချယ်ရမီဝါပီတူညိုကိုမော်ရမာများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ16နေ့ကျွန်တော်မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆန္ဒတော်လန်ရဲ့ဘော်တွေကနေပြန်မှစစ်ကောင်စီတပ်ဖွဲ့တွေကိုကြားဖြတ်တိုက်ခိုက်မှုတွေလုပ်လို့ပါနော်အဖွဲလိုက်မျိုးစွာဖြစ်သွားတဲ့သတင်းကောင်းတွေရဲ့ဘိုးမိုက်ကွဲအချင်းချင်းပြန်ကြိုက်တဲ့ပွဲတွေလည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်အယုံဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်သတင်းတို့လေးတွေကြည့်လိုက်ရအောင်နော် ပထမဆုံးသတင်းတပို့အနေနဲ့ကတော့ကချင်ပြည်နယ်ဖားကားမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ချမ်ပစစ်တပ်ဘက်ကဗိုလ်မှူးဖြိုးစော်တဲ့အပါဝင် စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီနေ့တိုက်ပွဲမှာတပ်မ33လောက်ခန့်ကန်စီဘီယူအားထိုင်စခန်းကဂျီတူအစင်းရှိတဲ့ဗိုလ်မှူးဖြိုးစော်တဲ့စစ်ခွေး20တကောင်သေဆုံးတယ်လို့တည်ပြနိုင်ခဲ့ပါတယ်ဆိုပြီးတော့မှ KAI စီရေးတင်းမြင့်ကနေပြန်ပြောဆိုထားဖြစ်ပါတယ်။လောလောဆယ်တော့ဖားကားမှာနန်းရီတိုက်ပွဲပြင်းထန်နေတယ်။ဒီမိုးကောင်းအခြေဆက်အမှတ်3ချီလင်းတပ်မဟာအဲ့ဒီစစ်ကြောင်းကဖားကားရောက်လာကြတဲ့ကတပ်မဟာမှု ဝမှုချုပ်ဇော်လတ်ဦးဆောင်တဲ့စစ်ကြောင်းရောက်လာကြတဲ့ကနေပြီးတော့မှအဲ့ဒီစစ်ကြောင်းကဖခန်ပြည်သူအယောက်30ကျော်ကိုနှိပ်စက်တပြတ်ထားပြီးလောလောဆယ်ဖခန်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက် ဆိုရင်ထဲလန်းနေရတဲ့အဲ့ဒီစစ်ကြောင်းရောက်လာကလေးကနေပြီးတော့မှဖကန်ကကြောက်စင်းလောက်ကွန်ပဏီတွေမီရှိုတဲ့ပီတူကိုတက်ဖြတ်တဲ့ချမ်ဖင်မှုတွေနေတိုင်းလုံးဆောင်နေတယ်ဆိုပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေတော့စစ်ကြောင်းလိုက်ခုဆိုရင်ဖကန်ကိုရောက်ရှိလာတာဖြစ်ပြီးတော့မှပီတူတွေပိုင်တဲ့ပစ္စည်းတွေကိုလည်းမီရှိုမှုတွေလုံးဆောင်နေတာဖြစ်တယ်လို့ကျွန်တော်တို့ပီတူတွေကိုလည်းဒဇာခံလို့ပြီးတော့မှတချို့လည်းဖန်စီတက်ဖြတ်မှုတွေလုံးဆောင်နေတယ်လို့လည်းသိရတာဖြစ်ပါတယ်ဒါတော့ပေါ့နော်ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိတာတဲ့ပရမောက်ဆုံးတရင်ကောင်းလေးပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ပဲဂိုးတန်းရန်ကုန်ပြည်လမ်းနဲ့မင်းလားမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တပ်ပွဲတွေတွင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းစီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မရဲစခန်းမှုပေါဝင်ချမ်ပီယံစ်တပ်ပက20ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲဟာဆိုရင်တော့55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့မှချမ်ပီယံစ်ကောင်စီတားတဲ့ထိခိုက်များလို့ပြန်လည်ဆုတ်ခွာခဲ့ပြီးတော့မှတော်လိုင်းတဖုံနေလည်းထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။ညနေ9နာရီခန့်အချိန်မှာဆိုရင်တော့တော်လိုင်းရေးဖူအောင်တဖုံနေရတဲ့ပြီးတော့မှရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်အပိုင်းမှာရှိတဲ့ချမ်ပီယံစ်တပ်ရဲ့ စကွင်းတာဆောင်ရဲကင်းစခန်းမှာထိုင်ချပြီးတော့မှပြည်သူတွေထိုင်နေပြီးတော့မှငွေချေကောက်ခံရတဲ့လူငယ်တွေကိုပေါ်တာဆွဲရတယ်လို့ဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေကိုထပ်မံတွဲရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကငေါဦးထပ်မံတေဆုံးပြီးတော့မှတိုက်ခိုက်တဲ့ရရှိတဲ့လူများတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တော်လန်ရေးရေးပေါ်တွေကနေပြီးတော့မှပါနော်စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒီလိုမျိုးအဝေးပြေးကားလမ်းမပေါ်ကစခန်းတွေဂိတ်တွေကိုခုဆိုရင်ပြန်လဲစုမိုးထိန်းချုပ်နိုင်ဖို့ဝဲဝဲစ조사တိုက်ခိုက်နေတာမလို့မကြာခင်မှာတော့ဒီတရင်တွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ဆုံးတရင်တို့သဘောအနေနဲ့ကတော့ ။ရယောရီတိုင်းလေးမြနာမြို့နယ်တဲနုကုန်းကျေးရွာနယ်မြေရဲစခန်းကိုအရခတ်တော်အေနဲ့ပွန်တပ်ဖွဲ့ဝင်ရန်ပြုံးမတိမ်ပိုက်လိုက်တယ်ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။ရစကန်တင်းခံရတာဟုတ်တယ်မနေ့ကတင်းတာပါအတီးပြုလို့ရပါတယ်ဆိုပြီးတော့မှရာဝတီတရင်မြစ်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်တဲနုကုံရစကန်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ကထွက်ပြေးသွားပြီးတော့မှရေဖြူကျေးရွာမှာပြန်လည်အင်အားစုဆောင်းနေတယ်ဆိုတော့နောက်ထပ်တည်ရတာပဲဖြစ်ပါတယ် တို့တို့ရေချီမြို့နယ်မှာစွန်တော်တပ်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့မှအမအသား3လေးရဲ့နေစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျက်တာတွေပြင်စစ်တပ်လေတီတွေပါအုံပြုနေတယ်လို့သိရတာပဲဖြစ်ပါတယ်စစ်ကောင်စီနေနဲ့ကတော့အခုဆိုရင်ရင်းနှီးတာခဲနေပါတော့နော်ဂျန်နဲ့ဒီစစ်ကောင်ခဲတွေမှာအထိုင်ချပြီးတော့မှအစင်ရတူချဲလို့ဆောင်လာတဲ့စစ်တိုက်ဆိုတော့ကျွန်တော်တို့ကြားနေရတာဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တို့အနေနဲ့အေနဲ့ပူအောင်တပ်ဖွဲ့ဝင်တွေရဲ့ပြောင်းပြောင်းလာတဲ့စစ်ဗျူဟာတွေကိုကျွန်တော်တို့ပါနော် ERA တိုင်းထဲမှာပဲဒီတဲ့ပုံပြမှာချဲ့ထွေနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် ကဲကျွန်တော်တို့ဒီနေ့မရပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာလူမဲကျော်အောင်နေပြီးတော့မှရန်ကုန်ပြည်ကားလမ်းမပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအဖွဲလိုက်အမုန်းကျိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေခဲ့တဲ့ကျွန်တော်တို့တလန်ရဲဘော်တွေရဲ့တရင်ကောင်းတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာစာချေလဲရအောင်နော်ရှင်ဝင်းတာတို့တိုက်ပွဲကြောင့်ရန်ကုန်ပြည်ကားလမ်းမတလျှောက်မှာကားတွေပိတ်ဆို့နေပြီးအခုအချိန်ထိပြောတော့အဲ့တော့၄နာရီမနေ့ကညနေ၄နာရီဖြစ်ပြီးတော့တကလားဒီနေ့၁၉ရက်နေ့နနက်၂နာရီမှာ မင်းနမြို့နယ်အတွင်းကိုဖက်စစ်တပ်ဟာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ဒီလိုပစ်ခတ်မှုကြောင့်ဖာလီကွင်းမြောက်စုရွာကအသက်80ရွယ်ငိမ့်သာတောင်ကြီးဒေါ်တင်ကြီးသိမ်းဆုံးခဲ့ရတယ်မတ်ခိုင်သိန်းကြီးလည်းသိမ်းဆုံးခဲ့ရတယ်မွန်လွဲပိုင်းမှာတော့ပြည်သူဝိုင်ဖောကားတွေကိုချောဆွဲပြီးတာလေးရွာသူလာရောက်တဲ့ပြူစောထီတွေကိုတပ်ပြီးပလိုင်းတက်တွေကဖျက်တိုက်လာတယ်နေရာ၃ခုမှာနော်ခုကြီးချလိုက်လို့ရဘူးတီလန်းကိုပြည်သူလူလူလုံးဝဖျက်တမ်းတော်လာခြင်းမဟုတ်ဘူးဒီနေရာကနေကျင်ညာပါတယ်အဲ့တော့ ကျောင်းကြီးလည်းပိတ်လိုက်ပြီဖြစ်ပါတယ်နော်ဘကိုတိုင်းမင်းလာမှာမင်းလာမျိုးနဲ့ရာကျိုးစိုးပါကြီးဆိုင်ဖို့ကြော်လိုက်ကြော်လိုက်တာနဲ့ပြည်ရထိတ်ချုပ်ထားတယ်နေရှင်းတယ်မကျင်ဘူးဆိုကြော်လာနေလိုက်မယုံဘူးဆိုကြော်လာနေလိုက်ဒီအချိန်လေးတွေအပြင်ကျွန်တော်တို့ဖက်စစ်တပ်ရဲ့ကျွန်တဘောက်တဝဲခိုင်းစေခြင်းခံရတဲ့ရဲတွေရဲတွေတကောတော့တော့တောင်းစားလို့ပတ်စံတောင်းလို့ဆိုပြီးခေါင်းစဉ်ကခေါင်းစဉ်ကသူတို့ပြောတာနော်ကျွန်တော်မပြောဘူး ရန်ကုန်မှာစစ်အုပ်ချုပ်ရေးတပ်ဖွဲ့စတင်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ရင်းနဲ့ပတ်သက်တဲ့လုံပိုင်ဆောင်ရွက်ခွင့်တွေကိုအကုန်ကတ်တက်လိုက်ပြီ။ဘာဖန်ဆီးမှုမလုပ်လို့မရဘူးစစ်တပ်ကိုတရင်ပို့ရမယ်စစ်တပ်ကခွင့်ပြုမှသာဖန်ဆီးရမယ်။ရန်ကုန်ကိုစစ်အုပ်ချုပ်ရေးအတွက်တွင်းလိုက်တဲ့အခြေအနေမျိုးသိရပါတယ်။ရန်ကုန်စစ်တိုင်းမှုကနေမိကစစ်ကောင်စီတပ်များကိုစုဘူးချိန်မှောက်မှုတွေရှိနေပြီ။ရန်ကုန်ခြေတိုက်တိုင်းအရှံ တက်မလောက်မှာတန်ရင်စင်ရင်ခံမန်းအင်အားနှစ်လေးတထောင်လောက်ရှိတယ်တထောင်လောက်ရှိတယ်လို့သိရရောင်းတိုင်းခြေတိုင်းတက်မနှစ်ခုပြည့်တဲ့ခြေမြတ်တက်မ၁၁စကားကကလေးအင်အားရှိတော့ဆေးဥကြီးပြထန်းထားတဲ့ပုံစံမျိုးဖြစ်နေပြီးရင်းနဲ့စစ်တပ်ပြန်ပစ်မလားဆိုတာမျိုးကိုလည်းကျွန်တော်တို့စောင့်ကြည့်ရပါပါရဲတွေကတော့စစ်တပ်ရဲ့တကယ့်ကျွန့်တဲ့ပေါက်ကိုအခိုင်းခံရတဲ့ကောင်းနေမျိုးပါအဲ့တော့လက်ရှိအချိန်မှာရဲဟာ 十九大、中央会议啊，没 <noise> 有。特别是嘞，规 <noise> 模、项目、业务比上一年度嘛，也得比老百姓、农民跟咱北边来比，总的把握嘛，底底子没有差几厘米乎？你讲那个，也得国家也做嘞考虑。啊，咱们这人多，米啊吧，就十不一样，得过是。 နားတော့ပေါ့နော်ဆရာလူမဲကြွရနေပြီတော့မှအခုဆိုရင်ရန်ကုန်ပြည်လကားလမ်းမပေါ်မှာရှိတဲ့စစ်ကောင်စီ gate ကတော့ဆွန်တော့တိုက်ခိုက်ခံရပြီတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မှလည်းမျိုးစားဖြစ်သွားတယ်ဆိုတဲ့တရင်ကောင်းလည်းပြောဆိုထားတာဖြစ်ပါတယ်ကျတို့အနေနဲ့အခုဆိုတော့ဒီစစ်ကောင်စီရဲ့အဝေးပြေးကားလမ်းတွေပြီတော့မှပေါ့နော်ကျတို့အမြန်ကားလမ်းတွေလည်းထိန်းချုပ်နိုင်ဖို့စ조사နေတာမလို့အခုဆိုရင်ကျတို့ PDF ပုံတပ်ဖွဲ့ဝင်တွေလည်းပြီတော့မှဒီကားလမ်းတက်ချက်ကိုစုမဖို့စ조사နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတို့အနေနဲ့ data ပို့ပြီးတော့မှကောင်းပါတယ်ပေါ့နော်တရင်တွေတေးစစ်တီးရမှာဖြစ်ပြီးတော့မှ အထူးသဖြင့်ကျွန်တော်တို့ရန်ကုန်မှာဆွန်လဲစစ်ကောင်စီတပ်ဖွဲ့အနေနဲ့ရဲခွေတွေကြားထဲမှာအချင်းများမှုတွေဆက်တိုက်ဆိုးလို့ရှိလာနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့နေဆက်တဲ့နေရာတွေမှာတွာလာတာမျိုးတွေရှောင်ရှားပြီးတော့မှအခုဆိုရင်တခိုးကြလေးပြီးအဆင့်သာရှိနေတဲ့ရဲခွေတွေအားဆိုတော့ပြူစော်ရီတွေလောက်တောင်မှတန်ဖိုးမထားခံရတော့ဘူးဆိုတော့ကျွန်တော်တပ်ပြီးတော့မှကြာတိနေရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမြတ်ကနေပြီးတော့မှ CRPH ရဲ့ဒီ CDM ဥပဒေနဲ့ပတ်သက်ပြီးတော့မှဝေဖန်ကောက်ကွက်မှုတွေရှိလာတဲ့ဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်နောက်စကနေဥပမာအရေးယူဖို့အချက်ပါဝင်တဲ့အကြမ်းမဖက်အာဏာပြန်ဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုဗမာနိုင်ငံဆိုင်ရာကျောင်းသားတမကများအဖွဲ့ချုပ် ABFSU လူမျိုးပေါင်းစုံမျိုးဆက်များတွဲစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN တက္ကသိုလ်ဆရာတမကများကိုကြားပြုကော်မတီ ဒီမိုကရေစီရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC မန္တလေးနိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့ဆက်တဲ့တပိတ်ကော်မတီဝင်တွေနိုင်ငံရေးအဖွဲ့အစည်းတွေကကန့်ကွက်နေကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ CDM အောင်မြင်ရေးကော်မတီကပြေပို့ခဲ့တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဇွန်လ17ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ဥပဒေမှာ CDM မဟုတ်တဲ့နိုင်ငံဝန်ထမ်းတွေကိုဥပဒေနဲ့အညီစစ်စစ်ပြီးတော့သူတို့ရဲ့ လုတ်ဆောင်ချက်တွေပြက်ကွက်မှုတွေအပေါ်မှာအရေးယူဆောင်ရွက်တဲ့ချက်တွေကိုလုပ်မယ်လို့လည်းရေးသားထားပါတယ်။စစ်ကောင်စီရဲ့မြန်မာအလင်းတရင်စာအရီတာအဝါကတော့အာနာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာအတိပေါက်ထိ ंछ မှုသာဖြစ်တယ်လို့ဇွန်လ15ရက်နေ့ကရေးသားခဲ့ပါတယ်။ဒါတော့ဗနာကျွန်တော်ခုဆိုရင်တော့ CRPH ကနေပြတော့မှဒီ CDM မလုပ်တဲ့လူတွေကိုအရေးယူမယ်ဆိုပြီးတော့မှဥပဒေပြဋ္ဌာန်းလိုက်တဲ့ပုံမှာဝန်ရနိုင်ငံရေးသမားတွေဖွဲ့စည်းတွေကိုအော်ဒရင်ကနေပြတော့မှကောက်ကွက်စာတွေပေးပို့လာတာပဲဖြစ်ပါတယ်။ကျွန်တော်အခုဆိုရင်ပြည်သူတွေကြားထဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ တော်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 ဖြစ်နေကြတာမဟုတ်လို့ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဗီဒီယိုတွေဘက်ကိုအခုပြောင်းလာခြင်းနဲ့ဒီနန်းစီရမ်တမားတွေရယ်ဆိုတော့တော်တော်လေးကိုအခက်ကြုံနေရတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအသွင်ပိုင်းကနေပြီးတော့မှသစင်ဗီဒူတော်လိုက်တဲ့ဖုံတွေစီမှာတရင်တွေပေးနေတဲ့ဖြည့်တိများစွာလက်ရှိနေတာမလို့ဒီလိုမျိုးအကြောင်းမဲ့ပေါ့နော်ကျွန်တော်တို့ဖန်စီရေးမှုတွေစစ်တိုက်ဆိုလိုလို့ဆောင်လာအောင်မယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေနဲ့တော်လိုက်တဲ့ဖုံတွေကြားထဲမှာကွဲပြဲတွေရှိလာအောင်မှာပဲဖြစ်ပါတယ်ဒါကို NUG နဲ့ Channel CR Page ကအဖွဲ့ဝင်တွေအနေနဲ့တေချလေးကိုစဉ်းစားပြီးတော့မှလွတ်ဆောင်တင်နေတယ်လို့ဆိုပြီးတော့မှကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်ဆိုးကနေပြီးတော့မှအမေစုမွေးရင်မှာအင်ဂျင်ပြလှူရှာမှုနဲ့ပန်းတပိပူပေါင်းဆောင်ရွက်တဲ့လူတွေကိုဖမ်းဆီးရေးဝင်မယ်ဆိုပြီးတော့မှချင်းချောက်ပြောဆိုထားတဲ့ဟာလေကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်အဲ့ဒီလှူရှာမှုထဲမှာပါတဲ့သူတွေကိုလက်ရှိလက်ရှိကျွန်တော်တို့ဒီလုံချိုးတဖုတ်ကနေကဖမ်းမယ်ရေးမယ်ထီထီရောက်လုံမယ်ခင်ဗျားတို့အရင်တစ်ခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထီထီရောက်လုံမှာလုံချိုးလည်းမြောက်အောင်နေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲ နှစ်နှစ်သုံးနှစ်ကြာမှာပဲ။နောက်လုံရရင်လုတ်ပေါ့ဗျာ။နောက်အကြံဘက်အုပ်စုတွေကတော့ပြည်ပပါရှိတယ်။ဒီအကြံဘက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းသပိန်နဲ့အင်ဂျင်ပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်တွင်းကလူလှုပ်ဆော်တယ်။အဲ့တော့သူကဈေးကောင်းရင်လည်းပန်းလေးပတ်ပြီးဈေးကောင်းဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့။အပြီးသွားရင်အကိုကပန်းပန်လေဆိုရင်လည်းအဲ့ဒီပန်းလေးကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ Social Media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ်။နောက်ဆုံးပဲဘလောက်ဆိုလာရဲဆိုတော့ဖះပါသူတို့ကဟိုခူလုံးလုပ်တယ်ပေါ့လေဖះပါသူတို့နိုင်ငံကြီးကခူလုံးလုပ်တာကြီးတွေ့ရတယ်။အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းတွေကတ်တယ်ဆိုရင်လည်း အဲ့ဒါကိုကျွန်တော်တို့ဒီဓာတ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ပို့ဖို့ဆိုတော့ကလုံးဆောင်နေတယ်တော်တော်ဆိုးတာပေါ့ဗျာတော်တော်ဆိုးတယ်အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုကဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ21ရက်နေ့ထိလို့ဆိုပါတယ်တနည်းအားဖြင့်ကျွန်တော်10ရက်တာကာလအတွင်းမှာ10ရက်တာကာလအတွင်းမှာလှုပ်ရှားကြဖို့သူတို့ရဲ့ဒီအတ္တမထရရက10ရက်10ရက်တာမှာလှုပ်ရှားပေးကြဖို့သူတို့လှုပ်ဆောင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာကအင်ဂျီအပြာဆိုတဲ့သူရဲ့အဓိပ္ပာယ်ကဒီနိုင်ငံချင်းသားရဲ့လူမျိုးရေးအတွက် ဆိုပြီးတော့သူရွေးပါတယ်အဲမှာကျွန်တော်တို့ဒါတီရှာတွေမှာပစိုးပြဝေးပေးပါဘောင်းမီအပြာအုတ်ထုပ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမှတ်အသားတွေဝတ်ဆင်ပေးပါတယ်နောက်တစ်ခုတော့ပန်းသပိတ်ပန်းသပိတ်ကတော့ကျွန်တော်တို့ပန်းနီပန်းနီပန်းနီဖြစ်ရမယ်အဲ့ဒီပန်းနီကိုခင်ဗျားတို့ပန်းပန်ရမယ် online မှာတင်ရမယ် TikTok တင်ရမယ်ပြီးတော့လူဘုကွဲတွေမှာတင်ရမယ်နောက်ဆုံးဗျာဖျားမှာပန်းကိုင်းလည်းပဲပန်းနီကပ်ပေးပါပန်းနီကပ်ပြီးတော့အဲ့လောက်ဒီတိုင်းမထားပါနဲ့ TikTok တင်ပေးပါ Facebook တင်ပေးပါ Social Media မှာတင်ပေးပါဆိုလှုပ်ဆောင်နေတယ် သူတို့ရဲ့ဒီတပိတ်စားတာပေါ့ဗျသူတို့ရဲ့တပိတ်စားတာကကျွန်တော်ဇွန်လ14ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်တွေကပတ်သက်ပြီးတော့ဒီပြည်တော်မှရှိတဲ့သူတွေလှုပ်ရှားတာဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူးကျွန်တော်တို့ကစောင့်ကြည့်နေဘယ်သူတွေဘယ်သူတွေလှုပ်လဲပေါ့ဘယ်သူတွေလှုပ်နေကြလဲပေါ့ကြည့်ကြည့်သိကြတာပေါ့လက်ရှိတော့ကျွန်တော်တို့ဒီဒီဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တို့တွေ့ရဗဲနေရာမှာတွေ့ရလဲဆိုပြည်ပေါ်မှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးတိတိလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကိုင်စစ်သွေးကြောအဖွဲ့တွေစစ်သွေးကြောအုပ်စုတွေရှိမယ် ီနှစ်ဖွဲ့နဲ့ပြီဒီစစ်သွေးရောအုပ်စုတွေထိချုပ်ရနေရမှာရှိတဲ့အချို့ပေါ့ဗျာအဲအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူးရန်ကုန်မှာရှိတဲ့လူတွေမပါဘူးမုံရွာမှာရှိတဲ့လူတွေမပါဘူးမုံမီနယ်မှာရှိတဲ့လူတွေမပါဘူးဖမ်းမှာရှိတဲ့လူတွေမပါဘူးမြကြီးနားမှာရှိတဲ့လူတွေမပါဘူးတနည်းအားဖြင့်ကျွန်တော်မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူးခင်ဗျာစဉ်းစားကြည့်ပါရန်ကုန်မြို့မှာလူကြီးတွေခင်ဗျာတန်းနေချီချီတယောက်တောင်ဖတ်မလာဘူးကြောင်နေတာနော်လူကြီးခင်ဗျာတန်းအားဘလောက်ရှိတယ်ဆယ်တန်းပတ်လေလောက်ရှိတယ်ဆယ်တန်းပတ်လေမှာကျွန်တော်တယောက်တောင်ထွက်မလာဘူးတယောက်တောင်ထွက်မလာဘူးပြင်ခင်ဗျာမန်းလေးမှာလည်းတယောက်တောင်ထွက်မလာဘူး လက်ရှိ online မှာတော့မတွေ့သေးဘူးမတွေ့သေးဘူးဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြံပတ်တွေလှုပ်ရှားမှုတွေမှာပေါဝင်တဲ့လူတွေမတွေ့သေးဘူး14 15 16 16 4ရက်ပေါ့ဗျာဒီ4ရက်ထဲမှာကျွန်တော်တို့မတွေ့သေးဘူးသူ14ရက်နေရာစားတော့14ဆိုတော့14 15 16 16ဒီ4ရက်ထဲမှာကျွန်တော်တောင်မတွေ့သေးဘူးအဲ့တော့အဲ့ဒါတွေလုံးမယ်ခင်ဗျာအဲ့ဒါတွေခင်ဗျားတို့တိလို့ပဲလုံးလုံးမတိလို့ပဲလုံးလုံးဟိုဖမ်းကြည့်မိဆိုဖမ်းအဖမ်းခံပြီဆိုအာသမီးမတိလို့ပါတားမတိလို့ပါမရဘူးตาမသိဘူးသမီးကမသိဘူးသမီးကမမြင်ပါဘူးသူတို့ online မှာဒါလေးလောက်ဆိုလို့သမီးကပါဝင်သွားတယ်မရဘူးအဲ့ဒါကကျွန်တော်တို့အကြံဖတ်မှု အကျန်းဖတ်သမားတွေအားပေးအားမြောက်ပြုရရောက်တယ်အဲ့တော့အကျန်းဖတ်ဥပဒေနဲ့အရေးယူချက်အားမှာဒါတော့ဗောနာဒီကောင်အနေနဲ့မြန်မာပြည်သူတွေကိုချင်းချောက်ပြောဆိုထားတာဖြစ်ပြမအဲ့ဒီလှုပ်ရှားမှုတွေမှာပေါင်တဲ့လူတိုင်းဖမ်းဆီးခိုင်းမဲ့ဆိုပြမကျွန်တော်တို့ကိုအချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကျော်ဆိုးအနေနဲ့ဗောနာသူရဲ့စကားတွေတေချာလို့မှတတ်ထားပြမတချိန်မှာကျွန်တော်တို့တော်လိုင်းရေးဘော်တွေရဲ့ဖမ်းဆီးခြင်းကိုခိုင်းမဲ့ဆိုတော့တေချာပေါ့သူရဲ့ပြောစကားတွေနဲ့ပတ်ပြီးတော့မှတာဝန်ယူအရေးယူခိုင်းမှာပဲဖြစ်ပါတယ်ဟုတ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအားလုံးကနေပြမအမေဆူလို့မြောက်ရင်းနဲ့ကျွန်တော်တို့ဂျန်တဲ့ဒီအချင်းသား ပြည်သူတွေပေါ့နော်အများဆုံးလွှမ်းမြောက်နိုင်ဖို့စ조사နေကြတာမို့လို့နေချိန်မှာကျွန်တော်ပြည်သူတွေကိုချင်းချောက်ပြီးတော့မှစစ်ကောင်စီနဲ့အတူဒီလိုမျိုးတပ်ဖြတ်မှုတွေကိုအပိလုံးဆုံးနေကြတဲ့အုပ်စုတွေဆိုလားကျွန်တော်အနေနဲ့တေချာပေါ့ပေါ်ချဆိုးရမှာပဲဖြစ်ပါတယ်ဒါတွေလည်းမြို့ပပြည်သူတွေကနေပြီးတော့မှချင်းချင်းပြောဆိုထားတာပေါ့နော်ဆိုတော့ဒီကျော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကျေရှုနေကြတဲ့မြို့ပပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပူတူမာကနေပြီးတော့မှ CRPH ရဲ့ CDM operate နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် နောက်နေဆက်တွေခင်းချင်းမှာစီရီယံလောက်သွားတယ်တက်ကတူဆရာများအဖွဲ့လို့နော်အရက်ဖက်ဖွဲ့စည်းတွေဘာဖွဲ့ညာဖွဲ့ဆိုရဖွဲ့ပေါင်းလောက်များစွာကဆရာပြေးကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောင်းချစ်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒတက်တူနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြရဲ့ဒီလက်ရှိနောက်ဆက်တွေပြဿနာအကျိုးဆက်တွေကိုလည်းဆရာပြေးကရေးယူရမယ်ဆိုပြီးတော့တုံ့ပြန်ပြောဆိုထားကြတယ်ဒီကေဘေခဏလို့ပြောသလို NGO လို့ဆရာပိတ်တို့ကပြည်သူတန်ကိုနားထောင်နေဒီမိုကရေစီစံချိန်စံညုံနေနဲ့ညီရယ်ဆိုရင်အခုလိုမျိုးဘာကသာအဖွဲ့တို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြရတဲ့အတွက် ဒါပဲတကယ်ပဲဒီမိုကရေစီစံချိန်စံချုံနေတဲ့ညီတဲ့ဆရာပြေးဆိုရင် NUG ဆိုလို့ရှိရင်တို့ထုတ်ပြန်ထားတဲ့နော်လမ်းစီဒီယံမလုပ်တဲ့စီဒီယံလုပ်တဲ့လမ်းစီဒီယံဝင်တဲ့နေကိုအပြစ်ပေးရုံမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။ဥပဒေကိုလည်းမဖျက်သိမ်းဘူးယာယီအားဖြင့်လည်းမဆိုင်ရမယ်နဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီယံလုပ်တဲ့ဝင်တဲ့နေကိုတတ်ပြတ်မယ်ဆိုရင်ခင်ဗျားတို့ NUG ဆရာပြေးက နော်ရှော်တော့လေမိစားပါတော့လေဒိတ်ချီအဲ့ဒီဘွားကိုရှော်ပါလေကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီဆရာပြေးတာခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနေပြီးဟဲ့ဒီဥပဒေကိုဖျက်သိမ်းရမယ်တော့မို့ယာယီဆိုင်ငံ့ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော်တော့လေမိစားပါတော့လေဒိတ်ချီ ဒါတော့ပုဒ်သမားနဲ့ပြတော့ပါနော် CRPH လွေးရဟာဆိုတော့ပြည်သူတွေကိုကျန်းဖက်တပ်ဖြတ်မှုတွေလှုပ်ဆောင်ဖို့တောင်းအပ်ပေးနေတယ်ဆိုတဲ့သဘောမျိုးပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တော်လံပချဲအနေနဲ့ပြတော့မှဝိုင်းဝန်းပြတော့မှကောက်ခွပြောဆိုနေကြတဲ့အချိန်မှာဒီပေါ်မှာတွေကတော့ပို့ပြတော့မှပြောလို့ကောင်းနေတာပေါ့နော်ဒါနဲ့ပတ်သက်ပြတော့မှကျွန်တော်တို့မြို့ပပြည်သူတွေနဲ့ကျန်းတဲ့တော်လံရေးတိုင်းဝင်ရနေပြတော့မှဘယ်လိုမျိုးအခြေအနေတွေဒီစောင့်ကြည့်ပြတော့မှပြောဆိုလာကြအောင်မလဲဆိုတော့ကျွန်တော်တို့ပချာခင်မှာတော့ကိုယ်ခွက်ပြပြသိရှိလာရမှာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပသားကိုကြီးဆိုတဲ့ငရေကနေပြီးတော့မှမြန်မာနိုင်ငံမှာတမိထူးတွေရှိနေလို့ကဘာအရေးခင်မှာပါဝင်ရောက်ပြီးတော့မှလွမ်းမိုးနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အားလေးကျွန်တော်တက်ချက်လောက်နားထောင်ချစ်လဲရအောင်နော်စပူဒီပါလက်ရတောင်ကျွန်းနော်ဩဇာနမိထုံးတဲ့ဒုဗမာပြည်ဟဲ့လားနော်ဒီစကားကမဟုတ်ရင်တော့တွေကတွေ့ကြလိုက်တဲ့စကားကွာမှန်မှန်မှန်ကိုရွတ်30ကြီးအောင်နော်ကိုရွတ်88အရေးခင်ဖြစ်တော့ငေါ့မြန်မာနိုင်ငံမှာလူအနေအချင်းတော့တည်သွားတဲ့ခေါင်းတွေဖြစ်ပြီးတော့နော် ြစ်သွားပြီးရဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဆားလိုက်တာဘာတွေဖြစ်သွားလဲအမေရိကန်ကူဝိတ်စစ်ပွဲတို့နော်အမေရိကန်အီရတ်စစ်ပွဲတို့နော်စစ်ပွဲတွေတက်စီဖြစ်လာပြီးတော့ဘာဖြစ်သွားလဲစီးရီးယားနိုင်ငံတို့နော်အခုဘာဖြစ်လဲအာဖဂန်နစ္စတန်တို့ဘာတို့နော်အကြမ်းဖက်သမားတို့လူတွေလည်းဟုံဟုံတောက်နာမည်ကြီးတွေပေါ်ထွက်လာခဲ့တယ်နော်ဒါကမနက်ကမှအသေးသားလူသက်မှုလောက်အဆင်ပေါ့နော်ကိုကြီးတို့အရင်တော့ခေါင်းဖြတ်သက်တယ်ဆိုတဲ့ကိစ္စအားနော်ပြောချင်တာကဘာကိုပြောချင်တာလဲဆိုတော့ဇဘူတီဘာလက်ရတောင်ကျွန်းဆိုတဲ့ဒီကောင်မြန်မာနိုင်ငံကား နမိတ်တော်ထွန်းတယ်ကွာငါတို့နိုင်ငံကစလိုက်ပြီဆိုလို့ရှိလို့ရှိရင်တကဘာလုံးကလာတော့တာပဲဇလန်။အခုဆိုလို့ရှိရင်ငါတို့နိုင်ငံမှာအကြီးကြီးမားမားကြီးနော်အခုထောင်ထဲချီတဲ့နော်အပြည့်မဲ့ပြည်သူတွေတေရတဲ့အိဆာနော်စတင်ပြီးဖြစ်လာ။ကဘာကြီးကလည်းအေးစိနေရမနေရဘူးနော်ကဘာကြီးကလည်းဘာတွေဖြစ်နေပြီလဲမင်းတို့ပြန်ကြည့်လိုက်နော်။နော်ပြင်းပြင်းထန်ထန်ကိုငါတို့နိုင်ငံကိုဒီလိုမျိုးအကြမ်းဖက်ကိစ္စတွေအားပေးခဲ့အမေရိကန်ကအခုဆိုလို့ရှိရင်နော်မကူနော်နောက်ဘွားကျမှဝစ်လေတာမဟုတ်ဘူးနော်၅နှစ်အတွင်းမှာပြန်ဝစ်လေတာနော်ငါတို့ နိုင်ငံတက်စိုးတဲ့အကြမ်းဖက်မှုတွေနဲ့ဆန္ဒဆန္ဒပြမှုတွေကိုရင်ဆိုင်နေရတယ်ကားတွေပါမီးနေရှုနော်မင်းစတိုးဆိုင်တွေဝင်လူဟုတ်လားအဲ့တော့ကိုရိုးနိုင်ငံအခုစလိုက်ပြီဆိုလို့ရှိရင်ကျန်းကျန်းကျန်းစလို့ရှိရင်ကျန်းကျန်းကြီးဖြစ်လာဒီကောင်တော့ပေါ့နော်မက်ဆီမဆိုင်အမေရိကန်ကနေပြတော့မှကျွန်တော်မြန်မာပြည်မှာဝဝေမကူခဲ့ဘဲနဲ့အကြမ်းဖက်မှုတွေကိုအားပေးလို့သူတို့နေတဲ့အခြေအနေစိုးတွေကိုရင်ဆိုင်နေရတယ်ဆိုတဲ့ပုံစံမျိုး တိန်ကျုံပြီးတော့မှပြောဆိုထားဖြစ်တယ်။တကယ်တမ်းကျတော့ဗောနော်ကျွန်တော်မြန်မာပြည်မှာဆိုတော့ဒီကမ္ဘာရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အနေနဲ့ထက်ထက်ဝင်ပူပေါင်းမှတာမျိုးတွေမရှိပေမဲ့ကျွန်တော်ပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေတော်မှစစ်ကောင်စီနေနဲ့ဒီစိတ်မခုပဲနဲ့ဟုတ်ဆိုရင်တပြည့်မို့တဲ့စစ်တိုက်ဆိုလို့ကျွလွင်နေတာပဲဖြစ်ပါတယ်။ဒါတွေကိုချိန်ချအဖြစ်ကျွန်တော်တို့ကမ္ဘာစီရေးမှာမြန်မာနိုင်ငံနေနဲ့ပူပေါင်းပြီးတော့မှဒီဝင်ရောက်ဆွဖက်တာမျိုးတွေမရှိတာတော်မှစစ်ကောင်စီရဆိုရင်ကျွန်တော်ပြည်တွင်းမှာပဲပြည်သူတွေပေါ်မှာ ရုပ်မာနေပြီဆိုတော့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်ဘက်ကနေပြီးတော့မှ physics and action စနစ်အမြန်ဆုံးဖြိုးချနိုင်ဖို့စ조사နေတာမလို့အခုလိုမျိုးစီရေးတင်းမာနေတဲ့ပေါ့နော်။ကပ္ပရေးခင်းမှာဆိုတော့မြောပြေအချင်းနေကောင်းဖို့ဆိုရင်ကျွန်တော်ပြည်သူတွေအားလုံးစီလုံးညီရဆောင်နဲ့ physics and action စနစ်နဲ့မျှော်လင့်လို့ကောင်းဆောင်တယ်ပေါ့အမြန်ဆုံးဖြိုးချဖြိုးလွှဲနိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှတော်လန်အောင်ပွဲသတင်းတွေခုရပိုင်းကြားနေရတဲ့အချိန်မှာကျွန်တော်တို့မိဘပြည်သူတွေဘက်ကနေပြီးတော့မှ စူပောင်းဝိုင်းဝင်းညီညာရင်းနဲ့ထောက်ပို့စနစ်နဲ့အမြန်ဆုံးလုပ်ပေးချဖို့တွန်းနေပြီးတော့မှတောင်းဆိုထားတဲ့အားလေကျွန်တော်တို့စစ်ပီတို့မှနားထောင်ကြည့်လိုက်ရအောင်နော်ကိုနိုင်ငံကတိုင်းပြည်ကိုကာကွယ်မယ်ဆိုတဲ့စစ်တပ်ကပြန်ပြီးဒုက္ခပေးတယ်တနင်္လာနေ့တိုင်းမှာဆိုထိုင်းရဖမ်းမိွားတဲ့တူတွေကိုမှတ်ပုံတင်အတုထုတ်ပေးပြီးတော့စစ်မှုထမ်းဥပဒေနဲ့ထက်ပြီးတော့ရှေ့တန်းပို့တဲ့လုပ်ရတောင်လုပ်တယ်အဲ့တော့ပြောတော့အမျိုးပြောင်မှဆိုးကြောက်စရာဘာဖြစ်တယ်ညာဖြစ်တယ်ပါဇက်ကနတ်စကားပြောပြီးခွေးဆက်ခင်းကြတယ်နော်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကလက်ခံထားရမှာလားတချို့နေပြည်သူတွေကတော်နိုင်နှစ်ကြာတဲ့အပေါ်မှာတော်နိုင်ကိုညင်းဝေလာတယ် အဲ့ဒီဟာကိုစစ်ကောင်စီကကောင်းကောင်းအတုံးချတယ်ဘာသာတုံးချတယ်ဆိုတော့အကြောက်တရားပြေဝအောင်တက်ပြတယ်ဘုံပြင်းရတယ်စစ်တောင်းထိုးပြတယ်အမြောက်နဲ့ထုတ်ပြတယ်ဒါဟာပါလဲဆိုတော့ပြည်သူတွေကစစ်ကိုကြောက်ဝအောင်စစ်ကိုမလိုလောက်အောင်လုပ်ပြတယ်အမမလုံးနဲ့ဒီတော့စစ်တပ်ကိုတွားလုံးတော့ဟောပြစ်မှာပေါ့အဲဒါတွေကအမှတ်တမှတ်ကြည့်မယ်ဆိုဟုတ်တယ်လို့လို့ဒါပေမဲ့ဒါတကယ်တကယ်အုံနောက်နဲ့ညံနဲ့တွေးလိုက်မယ်ဆိုပညာနဲ့စကားတယ်နော်ကျွန်တော်တို့ကစစ်တပ်ကတိုင်းပြည်ကောင်းဝဲဟောသူ့ကိုတွားလုံးလို့ပြည်သူတွေအောင်လုပ်စီအကြောင်းမရှိတာလုပ်ပြီဆိုတဲ့စစ်တပ်ကိုလည်းကျွန်တော်တို့လက်ခံထားစရာအကြောင်းမရှိဘူးရှင်းရှင်းလေးဒါတစ်ချက်နောက်တစ်ချက်ကတော်တော်တော်နိုင်တော်နိုင်ရေးဟာ တော်လိုင်းစကားစားမှာမင်းတို့တွေကပြစ်ပြေးပါကွာလို့ပြောခဲ့ရတယ်အနေထားနေကျွန်တော်တို့လက်ရှိရောက်လာတဲ့အနေထားအဲ့နှစ်ခုပဲမိမောင်းထိုးပြီးကြည့်ပါကျွန်တော်တို့တွေကအပေါင်းဘက်ကိုစောင်းလာတာအနှုတ်ဘက်ကိုစောင်းလာတာလားဘာဖြစ်လို့ကြာတာလဲရှင်းတယ်လူမမညီတာဘူးလူမညီတာပဲနော်အခုလက်ရှိပြည်ပရောက်နေလူနေကြတယ်လူနဲ့လူကတော့တွေ့အောင်လူနေရတယ်ထိရောက်မှုကြတော့လူတော်မထိရောက်ဘာကြောင့်လဲအဲ့ဒါမညီညာလို့ညီညီညာညာဖြစ်ကြည့်နော်အခုကျွန်တော်တို့ထိုင်းမှာ PSC network ဆိုပြီးတော့တလ200နဲ့လူတယောက်တိုင်းတလောက်200ထိရမှာပြောတချို့တွေကြတော့ပို့ထက် ပိုလည်းမထိုင်နဲ့ထက်ဝင်မရှိဘူးကျွန်တော်တို့စနစ်တစ်ခုဖြစ်အောင်တိစောက်ပေးတာနော်တယောက်နှစ်ယောက်ကိုကျွန်တော်တို့အဲ့စနစ်ကိုတိစောက်နိုင်မယ်ဆိုထိုင်းမှာလူဦးရေ800တန်းလောက်ရှိတယ်တချို့တွေပြောတာ700တန်းထိရှိတယ်ကြားတယ်ခိုးဝင်ရောပေါ့ခါလူဦးရေအဲ့ဒီ800တန်းလောက်ထဲကလူတသိန်းပဲညီလိုက်ကျွန်တော်တို့တလားကိုထိုင်းပတ်ကိုတိန်း200ရရမယ်တိန်း200ဆိုကျွန်တော်တို့ဘယ်လောက်ထိအတုံးပြုရမလဲစဉ်းစားကြည့်နော်100တိန်းတန်းစက်တချို့တွေစကမ်းနေဆိုဘန်းကို100တိန်းကိုကြည်အကုန်ကြခံရင်ဝင်သိန်းလို့ရတယ်စကမ်းရှိတယ် စဉ်းစားကြည့်တိန်းနေရဘူးကျွန်တော်တို့စက္ကန့်တိန်းမယ်ဆိုရင်တော့ဘယ်လောက်တိန်းနိုင်လဲဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်လူညီလားမေးကြည့်မညီဘူးအများကြီးထဲအလိုအပ်ထဲကမလိုဘူးတကယ်ဆိုကိုစီးပွားထိကအောင်ထဲကလူတယောက်ကို200ထဲလို့တလား200ထဲလို့ဘယ်သူမှစီးပွားမထိခိုက်ပါဘူးမဟုတ်တော့စားလောက်ပဲရှိဒါပေမဲ့အဲ့လိုဖဲတာကိုလည်းလက်ခံမဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေရတယ်စနစ်တကျနဲ့အဲ့ဒီကင်းဖို့လိုအပ်တယ်ဒီတော်လိုင်းမှာဆွနော်ပါနော်ကျတို့ပြီးသူတွေစူပေါင်းညီညာစွာနဲ့ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပေါ်ဖို့ လွတ်နေတယ်ဆိုတော့ကိုစိကနေပြီးတော့မြေမောင်းထိုးပြောဆိုသွားတာဖြစ်တယ်။ဒါတော့ကျွန်တော်တို့သိထားလေးပေါ့နော်။သူတို့ဟောမှာတဲ့စကားတွေဖြစ်ပြီးတော့ခုဆိုတော့ကျွန်တော်တို့အနေနဲ့စစ်ကောင်စစ်စခန်းတိုင်အောင်ပွဲတွေကိုဆင်နွှဲတဲ့နေရာမှာဆိုတော့အကုန်ကြရများပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့ပေးဆက်မှုတွေလည်းများနေတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့မင်းရဲ့ရောက်ပြီးသူတို့ဘက်ကနေပြီးတော့ကိုရဲ့အနေနဲ့တရောင်းတန်နေတဲ့ကနေဖြစ်ဖြစ်ဒီတော်လိုက်မှာထောက်ပို့စနစ်နဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်လိုက်မယ်ဆိုတော့ကျွန်တော်တို့ရှေ့တန်းမှာ တက်ပွဲဝင်နေကြတယ်ပေါ့နော်တော်လံပီသူတွေနဲ့သူကျွန်တော်တို့ကဆိုလဲပိုပြီးတော့မှအတက်လာမှာပဲဖြစ်ပါတယ်စက်ကောင်စီနေနဲ့ကတော့ပီသူတွေကိုအကျော်တရားမျိုးစုံနဲ့ချင်းချောက်တက်ဖြတ်မှုတွေလှုပ်ဆောင်နေတာမလို့ဒါတွေကိုကျွန်တော်တို့နေနဲ့အန်တူပြီးတော့မှဖိဆာနာရှင်စနစ်ကင်းစင်အောင်ဝိုင်းဝန်းကြိုးစားဖို့လွှမ်းနေတာပဲဖြစ်ပါတယ်။မြောက်လိုင်းတို့ရဲ့ကြဆုံခန်းတွေလည်းကျွန်တော်မျိုးဝပြည်တွေမျိုးဝထင်းနေကိုရှိမှာပဲတွေ့နေရတာမလို့ကျွန်တော်ပြည်သူတွေဒါဒီတဲ့ပုံပြီးမှာစီလုံးညွာဆာနဲ့2025မောက်ကွေမှာပဲစစ်ကောင်စီနဲ့ဖိဆာနာရှင်စနစ်ကိုဖြိုချနိုင်မယ်ဆိုတော့အားလုံးမျှော်လင့်ထားတဲ့ ကျွန်တော်ရပါနော်ဖက်ဒရယ်ဒီမိုကရေစီအိမ်မက်တွေနဲ့ကြံတဲ့တိုင်းပြည်ချမ်းရေးဆိုတဲ့ခေါင်းစဉ်တွေအရဆွတ်တဖြစ်ဖြစ်ကျွန်တော်စတင်ပြီးတော့မှအကောင့်ထဲပို့လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စအဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးချီးဆိုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချင်တဲ့နေ့တွေလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်